မင်္ဂလာပေါင်းနဲ့ဆက်ဆုံးကြပါစေဒီတစ်ခါဆရာကလက်ပြလေးအကြောင်းကိုဆရာရှင်းပြပေးပါမယ်လက်ပြဆိုတာလုံသားလမ်းကြောင်းနဲ့ရန်လမ်းကြောင်းနှစ်ခုပေါင်းစုပြီးတော့လက်ဘဝရှင်ရဲ့တစ်ဖက်သောင်းကိုဖတ်သွားတဲ့လမ်းကြောင်းအကြီးကြီးကိုသူအများက လက်ပြကိုတတ်မှတ်ကြတာဖြစ်ပါတယ်ဒီလက်ပြပိုင်ရှင်တွေကအများအားဖြင့်တော့ ရှေ့ရရာကိစ္စနဲ့အတိညာဉ်ပိုင်းဆိုင်ရာကိစ္စကိုအများရန်ဒွန်တွဲပြီးတော့လွန်ဆွဲတတ်သောသူတွေဖြစ်တယ်လို့အရေးရဲ့အကြောင်းရဲ့လို့စဉ်းစားတိုင်းစဉ်းစားတိုင်းမှာရှိတော်ရှာတော်နဲ့ကိုယ်ဝေတတ်သူတွေဖြစ်ကြပါလေနော်ပို့ပြီးတော့ပို့ရွာတဲ့ ဖြစ်တဲ့လူတွေကတော့လက်ပိုင်ရှင်တွေကလက်ပြတ်ပိုင်ရှင်တွေကနေရာတကလက်လွန်ရှင်လွန်တွေမလုံးမိအောင်ပပရရပြီးဆက်ရပါတယ်။တပတ်သားကိုကြိုက်ပုတ်ထားပြီးကြိုက်လက်ထားပြီးလုပ်ရင်တော့မှလက်သိရှိပြီးပြင်းမှုကြောင့်တပတ်သူကိုအန်တရာယ်ဖြစ်ပြီးတတ်တယ်လို့လက်လွန်ရှင်လွန်ဒုပြိုက်မှုတွေကျူးလွန်တတ်မှုကြောင့်လည်းပဲနောက်ဆုံးမှာအဆုံနောင်တွေအမှုပြင်းနေတဲ့ထောင်တန်းကျတဲ့အထိဖြစ်တတ်တယ်ဆိုတာ